ဒါပေမဲ့အမေရိကန်ရဲ့အာဏာဘိုချက်ဖြစ်တဲ့အင်ပီရိုအတွင်းမှာတန်စကာကျိုးပိုင်းကြီးတစ်ခုထားပြီးတော့သွေးထွက်တန်ယူထိုးသက်ပွဲကြီးကျင်းပဖို့စီစဉ်နေတယ်ဆိုရင်ယုံနိုင်ပါမလားအခုကျွန်တော်တို့ပြောပြမယ့်သတင်းကတော့အဲ့ဒီလိုမယုံနိုင်စရာဖြစ်ရတစ်ခုဖြစ်လာနိုင်ခြေရှိတဲ့အကြောင်းပါပဲ2026ခုနှစ်ဇူလိုင်လ၄ရက်နေ့မှာကြာရောက်မယ်အမေရိကန်နိုင်ငံတီထောင်ခြင်းနှစ်250ပြည့်နှစ်ပတ်လည်နေ့မှာသမိုင်းမှာမှတ်တိုင်တစ်ခု site to many ဖြစ်လာနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ UFC ရဲ့အကြီးအကဲ Dana White ကအဲ့ဒီနေ့မှာအင်ပီရိုအတွင်း MMA ဘတ်ဆုံကုခံမညာသုံးတိုက်ခိုက်ရေးပွဲကြီးတစ်ခုကျင်းပမယ်လို့ထုတ်ဖော်ပြောဆိုလိုက်လို့တော့ပါပဲဒီလိုမျိုးကြမ်းတမ်းတဲ့အာကစားပွဲတွေကိုနိုင်ငံရေးအနာရဲ့ဗိုလ်ချုပ်မှကျင်းပတာဟာသမိုင်းမှာပရမသုံးကြိမ်ဖြစ်ပါလိမ့်မယ်သမရဒေါ်နယ်ထရန့်ကိုယ်တိုင်ကလည်းဒီလိုပွဲတွေကိုပုံမှန်လာကြည့်လေရှိသူဖြစ်ပြီး Dana White ရဲ့ပြောကြားချက်အရတော့ဒီပွဲစီစဉ်ဖို့အတွက်သမရနဲ့တိုက်ရိုက်ဆွေးနွေးပြီးသားပြီလို့ဆိုပါတယ် ဒေနာဝိုက်ကသမရထရန့်ကိုထောက်ခံသူဖြစ်ပြီးသူတို့နှစ်ယောက်ဟာခင်မင်ရင်းနှီးမှုလည်းရှိပါတယ်။ဒါကြောင့်လဲဒီပွဲဟာအင်ပီရိုအတွင်းမှာတကယ်ဖြစ်လာမှသိကြတယ်လို့ဒေနာဝိုက်က CBS ရုပ်သံကိုယုံကြည်ချက်အပြည့်နဲ့ပြောသွားခဲ့တာဖြစ်ပါတယ်။ကျွန်တော်မနေ့ညကသမရနဲ့စကားပြောခဲ့တယ်။ပြီးတော့ဒီလကုံမှာအင်ပီရိုကိုသွားပြီးအစီအစဉ်အားလုံးနဲ့ပုံချမ်းတွေကိုပြသပြီးတော့သူဘာလို့ခြင်းနဲ့ဘာမလို့ခြင်းမှုဆိုတာကိုဆွေးနွေးတော့မှာပါလို့ဒေနာဝိုက်ကဆိုပါတယ်။ UFC ဆိုတာကဂျူဂျစ်ဆုကစ်ပေါက်ဆင်းလက်ဝိတ်နပန်းဆရှိတဲ့ကိုခံပညာရဲ့ပေါင်းစုံကိုပေါင်းဆက်ထားတဲ့ MMA လောကရဲ့အကြီးဆုံးနဲ့အအောင်မြင်ဆုံးအဖွဲ့အစည်းတစ်ခုပါပွဲတွေကိုရှစ်တောင်ပုံစံအော်တေဂွန်လို့ခေါ်တဲ့တန်စကာကျိုးဝိုင်းထဲမှာရှင်ပြိုင်ကြပြီးတော့မျိုးလုံးထိုးတာလို့ခွင်းချက်အနေငယ်ကလွဲလို့ဖိုက်တာတွေဟာပြိုင်ဘက်ကိုတိုက်ခိုက်ဖို့နီလန်မျိုးစုံကိုအသုံးပြုနိုင်ဒီလိုကြမ်းတမ်းတဲ့သဘောတဘာဝကြောင့်ဝေဖန်မှုတွေရှိခဲ့ပေမဲ့ ဒိန်နာဝတ်ရဲ့ဥဆောင်မှုအောက်မှာ UFC ဟာအရှုံးပေါ်နေတဲ့အဖွဲ့အစည်းကနေပြီးတော့အလင်းမြန်ဆုံးကြီးထွားလာတဲ့အားကစားလုပ်ငန်းတစ်ခုဖြစ်လာခဲ့ပါတယ်။ American ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့လူငယ်ပြည်သက်တွေကြားမှာ DU Hub ဒီ MMA အားကစားကအလွန်ရေပန်းစားလာပါတယ်။ဒါအပြင်သမရထရန့်နဲ့ UFC ရဲ့ယဉ်ကျေးမှုကြောင့်သမရဟာ UFC ပွဲစဉ်တွေမှာ အမြဲလိုလိုတက်ရောက်ပြီးတော့ roster တယောက်လိုကြိုးစားခံရလေလဲ ဒီနာဝိုက်ရဲ့ပြောကြားချက်အရသမရထရန့်ရဲ့သမီးအီဗန်ဂါထရန့်ကိုလည်းဒီပွဲစီစဉ်မှုရဲ့အဓိကနေရာမှာထားရှိစေချင်တယ်လို့သိရပါတယ်။ဒါဟာနိုင်ငံရေးနဲ့အားကစားကိုရော့ရှက်ထားတဲ့ကြီးမားတဲ့အစီအစဉ်တစ်ခုဖြစ်လာနိုင်ပါတယ်။ဒီလိုသမိုင်းဝင်ပွဲမျိုးကျင်းပပြမယ်ဆိုရင်တော့သမရရဲ့ရွက်ကောက်ပွဲအတွက်ရည်ရွယ်ချက်တွေဟာလည်းရှိနိုင်ပါသလား။အငင်းပွားပွဲရာအားကစားအစီအစဉ်တစ်ခုကိုနိုင်ငံရေးအာဏာရဲ့ဗိုလ်ချုပ်မှကျင်းပခြင်းကဘလို့အကျိုးဆက်တွေဖ က်တရောင်းအင်ဂျူရော်ထဲမှာ MMA ပွဲကျင်းပတာကိုဘယ်လိုမြင်ပါသလဲတင်ရအမြင်တွေကို comment မှာရေးသားပေးသားကြပါအောင်နောက်ထပ်စိတ်ဝင်စားစရာ season တွေကိုစောင့်မျှော်ကြည့်ရှုဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့